ဟရှုနာစင်တနှစ်တာနှုတ်ကပတ်သမတရားအစီအစဉ်မှကြိုဆိုပါရစေ။ဒီကနေ့ဟရှုနာစင်ရမယ့်နှုတ်ကပတ်သမကျမ်းစာတော်မြတ်ကတော့တမန်တော်ဝုဒ္ဓအခန်းကြီး၁၈မှ၂၀အထိဖြစ်ပါရစေ။တမန်တော်ဝုဒ္ဓအခန်းကြီး၁၈ထိုနောက်ပေါလုသည်အာသင်မြို့မှထွက်သွား၍ကောရိန္သုမြို့သို့ရောက်လေ၏။ထိုအခါယုဒလူအပေါင်းတို့သည်ရောမမြို့မှထွက်သွားရမည်အကြောင်းကလောဒီမင်းအမိန့်တော်ရှိသည်ဖြစ်၍ပုံတုပြည်သား အကုလအမည်ရှိသော ယူဒလူတယောက်သည်အီတလီပြည်မှလာ၍မိမိမယားပစ်ကီလာနှင့်တကွမကြာမမြင့်မီရောက်လာသည်ကိုပေါ်လူတွေ့လျင် သူတို့စီသောဝင်၍အလုတ်ချင်းတူသောကြောင့်သူတို့နှင့်နေ၍အလုတ်လုတ်လေ၏ထိုသူတို့သည်တဲရှင်ကိုချုပ်တက်သောအချုပ်သမားဖြစ်ကြ၏ပေါ်လူသည်လည်းဥပုံနှင့်မပြတ်တရားစရတ်၌ဆွေးနွေးဟောပြော၍ယူဒလူနှင့်ဟီလသလူတို့ကိုဖျားယောင်းသွေးဆောင်လေ၏သီလာနှင့်တိမောသေတို့သည် မာကီဒိုနီပြည်မှရောက်လာသောအခါပေါလုသည် သူတို့နှင့်တကွတရားဟောခြင်းအမှုကိုသာဆောင်ရွက်၍ယေရှုခရစ်၏အကြောင်းကိုယူဒလူတို့အားကြိုးစား၍သက်သေခံလေ၏ယူဒလူတို့သည်ငင်းခုန်ဆဲရီချင်းကိုပြုသည်ရှိသောပေါလုသည်မိမိအဝတ်ကိုခံလိုက်လျက်သင်တို့၏အသွေးသည်သင်တို့၏ခေါင်းပေါ်၌တည်စေငါမူကားကင်းလို့၏ယခုမှစ၍တပါအမျိုးသားတို့စီတို့သွားမည်ဟုဆိုပြီးလျှင်ထိုအရမှတ်ထွက်၍ ဖျားသခင်ကိုကိုးကွယ်သောရုတ်တုအမည်ရှိသောသူဤအိမ်သို့သွား၏ထိုအိမ်သည်တရားစီရင်နှင့်ဆက်လျက်ရှိသတည်းဂရိတ်ပုအမည်ရှိသောတရားစီရင်မှုသည်မိမိအိမ်သူအိမ်သားအပေါင်းတို့နှင့်တကွသခင်ဖျားကိုယုံကြည်လေ၏ကောရင်သူပြည်သားအများတို့သည်လည်းယုံကြည်၍ဗတ္တိဇံကိုခံကြ၏ညအခါသခင်ဖျားသည်ပေါလုအားပြတိယူပါယုံကိုပြ၍သင်သည်မကြောက်နှင့်တိတ်ဆိတ်စွာမနေနှင့်ဟောပြောလော့ ငါသည်သင်နှင့်အတူရှိ၏သင်ကိုညှင်းဆဲခြင်းငှာအဘယ်သူမျှအနိုင်အထက်မပြုရဤမျိုး၌ငါဤလူအများရှိကြသည်ဟုမိန့်တော်မူ၏ပေါလုသည် ထိုမျိုးသူမျိုးသားတို့အားဖျားသခင်ဤနှုတ်ကပတ်တရားတော်ကိုဟောပြောသွန်သင်၍တနှစ်နှင့်6လပတ်လုံးနေလေ၏အခါရပြည်ကိုဂါလျုံမင်းသည်ဝန်အရာနှင့်အုပ်ဆိုးသောအခါယူဒလူများသည်တညီတညွတ်ဒီပေါလုကိုအနိုင်အထက်ပြု၍တရားပလင်ရှိသောယူသွားပြီတွင်လူတို့သည် ဖျားကိုမတရားသဖြင့်ကိုးကွယ်စီခြင်းဟာဤသူသည်ဖျားယောင်းတတ်ပါသည်ဟုဆိုကြ၏ပေါ်လူသည်နှုတ်ကိုဖွင့်မည်ပြုသော ကာလျိုမင်းက အချင်းယူဒလူတို့မတရားသော အမှုဆိုးယုတ်ညှဉ်းယူသော အမှုဖြစ်လျင်ငါသည် သင်တို့ကိုအကြောင်းရှိသည့်အတိုင်းစီးခံရမည်သို့မဟုတ် စကားတော်၎င်းခေါ်ဝတ်သမှုချင်းတော်၎င်းသင်တို့ဤဘာသာတရားတော်၎င်းသင်တို့သည် အစီရင်ခံလျင် ကိုအမှုကိုစောင့်ကြလော့ထို့သော အမှုကိုစီရင်ခြင်းငှာ ငါအလိုမရှိဟုဆိုလျက်ယူဒလူတို့ကို တရားပလင်မှပယ်ရှားစေ၏ထိုအခါဟေလသလူအပေါင်းတို့သည်တရားစရမူသူစဉ်ကိုယူ၍တရားပလင်ရှိမှရိုက်ကြ၏ထိုအမှုကိုလည်းဂါလီယိုမင်းသည်အမှုမထားဘဲနေ၏ထိုနောက်မှပေါလုသည်တာရှိစွာနေပြီးမှညီကိုတို့ကို အခွင့်တောင်း၍ထိုမြို့မှထွက်သွား၏အထက်ကသစ္စာဂတိပြုသည်နှင့်အညီကင်ချေမြို့၌ခေါင်းရိပ်ချင်းကိုခံပြီးလျှင် ြစ်ကီလာနှင့်အာကူလာကိုခေါ်၍ရှူရီပြည်သို့သင်္ဘောနှင့်လွင့်လေ၏အေဖဲမြို့သို့ရောက်လျှင်တရားဇယက်သို့ဝင်၍ယူဒလူတို့နှင့်ဆွေးနွေးနှီးနှောလေ၏ထိုသူတို့သည်မိမိတို့နှင့်အတူပေါလုနေပါအုံးမိအကြောင်းတောင်းပန်သောအခါပေါလုသည်ဝမခံဘဲလျက်ယခုရောက်လူနီးသောပွဲကိုယေရုရှလင်မြို့၌ငါအမှန်ခံရမည်ဖျားသခင်အလိုတော်ရှိလျှင်နောက်တပံသင်တို့ရှိရာသို့ငါပြန်အုံးမိဟု၍အခွင့်တောင်းပြီးမှ ပိကီလာနှင့်အကုလာကိုအေဖက်မြို့၌ထား၍တင်ပေါ်နှင့်လွင့်ပြန်လေ၏ကဲသရီမြို့သို့ရောက်တွင်ယေရုရှလင်မြို့သို့တက်၍အသင်းတော်နှင့်နှုတ်ဆက်ပြီးမှအန်တီအိုမြို့သို့သွားပြန်၏ထိုမြို့၌အတန်အရာနေပြီးလျှင် ထွက်ပြန်၍ဂလာတိပြည်ဖြူဂိပြည်ကိုအစဉ်အတိုင်းလျှောက်သွားသဖြင့်တပည့်တော်အပေါင်းတို့ကိုမြဲမြံခိုင်ခန့်စေ၏အပေါလုအမည်ရှိသောအာလီဇန်ဒရီမြို့သားယူဒလူတယောက်သည်အေဖက်မြို့သို့ရောက်လာ၏ ထိုသူသည်နှုတ်ဆက်တည်နှင့်ပြည့်စုံ၍စံစာ၌အာကြီးသောသူဖြစ်၏သခင်ဖျားဤဘာသာ၌လက်ချဲ့၍စိတ်အားကြီးသဖြင့်သခင်ဖျားဤအကြောင်းများကိုစိစိဟောပြော၍ဆုံးမဩဝါဒပေ၏သို့တော်လည်းယောဟန်ဤဗတ္တိဇံကိုသာသိ၏ထိုသူသည် တရားစရတ်၌ရဲရင်စွာဟောပြောစာပြုသဖြင့်အကုလနှင့်ပြိကိလတို့သည်သူဤစကားကိုကြားသောအခါသူကိုယူ၍ ဖျားသခင်ဤဘာသာတရားကိုသာ၍စီချစွာဆင်ကြားကြ၏ထိုသူသည်အခါရပြည်သို့သွားခြင်းငှာအလိုရှိစီဖြစ်၍တပည့်တော်ချင်းတို့သည် သူ့ကိုလက်ခံပြီးအကြောင်းညီကိုတို့သည်မှားစာကိုပြေးလိုက်ကြ၏သူသည်ရောက်လာလျှင်ဂျေဇုတော်အဖင်ယုံကြည်သောသူတို့ကိုအလွန်ထောက်မလေ၏ယေရှုသည် ခရစ်တော်ဖြစ်တော်မူကြောင်းကိုကျမ်းစာအဖင်ထင်ရှားစွာပြ၍လူအပေါင်းတို့ရှေ့မှယူဒလူတို့ဤစကားကိုအားကြီးစွာပယ်ဖြစ်လေ၏ တမန်တော်ဝုဒ္ဓအခန်းကြီး၁၉အာပေါလုသည် ကောရင်သူမြို့၌နေစဉ်ပေါလုသည်အထက်အရက်များကိုရှောက်သွားပြီးမှ အေဖဲမြို့သို့ရောက်၍တပည့်တော်အချို့တို့ကိုတွေ့လျင်သင်တို့သည်ယုံကြည်စီနောက်ဆန့်ရှင်းသောဝိညာဉ်တော်ကိုခံကြပြီလောဟုမေးစီရှိသောဆန့်ရှင်းသောဝိညာဉ်တော်တည့်ရောက်စီကိုအကျွန်ုပ်တို့မသိပါဟုပြောဆိုကြ၏ပေါလုကလည်းသို့ဖြစ်လျင်သင်တို့သည်အဘယ်မြည်သောဗတ္တိဇံကိုခံကြသနည်းဟုမေးလျင် ယောဟန်ဤဗတ္တိဇံကိုခံပါသည်ဟုပြောဆိုကြ၏ပေါလုကလည်းယောဟန်ကငါနောက်ကြွလာသောသူကိုယုံကြည်ရမည်ဟုလူတို့အားပြောဆိုလျက်နောင်တနှင့်ဆက်ဆိုင်သောဗတ္တိဇံကိုပေး၏ထို့သောဆိုရ၌ယေရှုခရစ်ကိုဆိုလိုသည်ဟုသောစကားကိုကြားလျှင်ထိုသူတို့သည် သခင်ယေရှု၏နာမ၌ဗတ္တိဇံကိုခံကြ၏ပေါလုသည်လည်းသူတို့အပေါ်၌လက်ကိုတင်လျှင်တန်ရှင်သောဝိညာဉ်တော်သည်ဆင်းသက်တော်မူသဖြင့်ထိုသူတို့သည် အမျိုးမျိုးသောဘာသာစကားကိုပြော၍ပြောဖက်ပြကြ၏ထိုသူတို့သည်အည်အတွေ့အားဖြင့်တကြိမ်နှစ်ယောက်များလောက်ရှိသတည်းထိုနောက်မှပေါ်လူသည် တရားစရတ်သို့ဝင်၍သုံးလပ်ပတ်လုံးဘုရားသခင်၏နိုင်ငံတော်အကြောင်းများကိုဆွေးနွေးနှိမ့်နှော၍ဖျားယောင်းသွေးဆောင်သည်ဖြင့်ရဲရင်စွာဟောပြောလေ၏အချို့သောသူတို့သည် ခိုင်မာသောစိတ်ရှိ၍မယုံကြည်ဘဲနေလျက်လူများရှိမှ ထိုဘာသာစကားကိုကဲ့ရဲ့သောအခါ ပေါ်လူသည်သူတို့အထက်မှ ထွက်သွား၍တပည့်တော်တို့ကိုအစီအချာခွဲထားပြီးမှတုရိန်နုအမည်ရှိသောသူ၏စာသင်စရ၌နှစ်နှစ်ပတ်လုံးနေ့တိုင်းဟောပြောသောအခြင်းအာရှိပြည်သားဖြစ်သောယုဒလူဟေလသလူအပေါင်းတို့သည်သခင်ယေရှု၏နှုတ်ကပတ်တရားတော်ကိုကြားရကြ၏ဖျားသခင်သည်ပေါ်လူလက်ဖြင့်အလွန်တရာထူးဆန်းသောတကူးများကို ပြတော်မူသည်ဖြစ်၍ပေါ်လူသုံးသောပဝါ ခါပန်းတစ်ခုခုကို အနာယောဂရှိသောသူတို့စီသို့ပေးလိုက်၍သူတို့သည်အနာယောဂနှင့်ကင်းလွတ်ကြ၏နတ်ဆိုးတို့လည်းထွက်သွားကြ၏ထိုခါအယက်ရက်သို့လှည့်၍ဒိဋ္ဌံသစ္စာပေးတတ်သောယုဒလူအချို့တို့ကပေါလုဟောပြောသောယေရှုကိုငါတိုင်တည်၍တင်တို့ကိုဒိဋ္ဌံသစ္စာပေး၏ဟုဆိုလျက်နတ်ဆိုးဆွဲသောသူတို့၏အပေါ်၌သခင်ယေရှု၏နာမတော်ကိုမွေ့ဆန်းကြ၏သကေဝအမည်ရှိသော ်ယေပယောဟိတ်မင်း၏သားခုနှစ်ယောက်တို့သည်ထိုသို့ပြုကြ၏နတ်ဆိုးကလည်းယေရှုကိုငါသိ၏ပေါလုကိုလည်းငါသိ၏သင်တို့ကအပေသူနည်းဟုပြောဆိုပြီးလျှင်နတ်ဆိုးဆွဲသောသူသည်ထိုသူတို့အပေါ်သို့ခုန်တက်၍နိုင်သဖြင့်လူရဲ့နှိမ့်ဆက်သောကြောင့်ထိုအိမ်မအဝတ်မပါဘဲအနာများနှင့်ထွက်ပြေးစေ၏ထိုအကြောင်းအရာကိုအဖဲ့မျိုး၌နေသောယူဒလူနှင့်ထေရသလူအပေါင်းတို့သည်ကြားသိလျှင်ကြောက်ရွံ့ချင်းသို့ရောက်၍ တခင်ယေရှု၏နာမတော်ကိုချီးမွမ်းကြ၏။ယုံကြည်သောသူအများတို့သည်လဲလာ၍မိမိတို့အကျင့်ကိုဖော်ပြလျက်တောင်းခံကြ၏။နဝိဇ္ဇာအတက်ကိုသုံးဆောင်သောသူအများတို့သည်လည်းမိမိတို့စာဆောင်ကိုယူခဲ့၍လူအပေါင်းတို့ရှေ့မှမီးရှို့ကြ၏။စာဆောင်အဖိုးကိုချင့်တွက်သောငွေသပြား9000ထိုက်စီကိုစီကြ၏။ထို့သောသခင်ဖျား၏သာသနာတော်သည် တကိုးနှင့်တိုးပွား၍အောင်မြင်လေ၏။ထို့နောက်မှပေါလုက ငါသည်မာကီဒိုနီပြည်နှင့် အခါယပြည်သို့လျှောက်သွားပြီးနှင့်ယေရုရှလင်မြို့သို့သွားမည်ထိုမြို့သို့ရောက်ပြီးစီနောက်ရောမမြို့ကိုမြင်ရမည်ဟုစိတ်ထဲ၌အကြံရှိစီဖြစ်၍မိမိအားလှုပ်ကြွေးသောသူနှစ်ယောက်တိမောသေနှင့်ဂေရတ်တုတို့ကို မာကီဒိုနီပြည်သို့ဆီလွတ်ပြီးမှမိမိသည်အာရှိပြည်၌ခဏနေသေး၏ထိုအခါဘာသာတရားကြောင့်ရောက်သောအမှုကြီးဟုမူကားဒေမီတရီအမည်ရှိသောပဒိန်သမားတစ်ယောက်သည် အာတီမီနတ်သမီး၏ ငွေပေးမှန်ငယ်တို့ကို လုတ်သဖြင့်ပဋိဉ္သမားတို့အားစီးပွားများကို ပြုတ်တတ်၏ထို့သူသည်ပဋိဉ္သမားတို့နှင့်ထို့သို့သော အတ္တသမားများကိုစုယုံစီပြီးလျှင် အချင်းလူတို့ဤအတ္တကိုအမိပြု၍ငါတို့၌အကျိုးစီးပွားဖြစ်စီကိုသင်တို့သိကြ၏ယခုတွင် ထိုပေါ်လူကလူလက်ဖြင့်လုတ်သမားတို့သည်ဖျားမဟုတ်ဟုဆိုသဖြင့်အေးဖက်မျိုးမှဆာ၍အာရှိပြည်တလျှောက်လုံးကုန်မတတ် လူအပေါင်းတို့ကိုဖျားယောင်းသွေးဆောင်စီကို တင်တို့သည်မြင်လျက်ကြားလျက်ရှိကြ၏ထို့သောလူများတို့သည်ငါတို့၏အတက်ကိုကဲ့ရက်စီစားမက ကြီးမြတ်သောနတ်သမီးအာတီမီ၏ဗိမာန်တော်ကိုပမာဏမပြုသဖြင့်အာရှိပြည်တလျှောက်လုံးမှဆ၍လောကီနိုင်ငံသားတို့ကိုးကွယ်သောဘုံအစီရီတော်သည်ပျက်စီးခြင်းသို့ရောက်မည်ကိုစိုးရင်စရာအကြောင်းရှိပါသည်ဟုပြောဆို၏ထိုစကားကိုကြားလျင်ထိုသူတို့သည်ဒေါသအမျက်နှင့်ပြည့်သဖြင့်အေဖက်လူတို့၏အာတီမီသည်ကြီးမြတ်တော်မူ၏ဟုအော်ဟစ်ကြ၏ တစ်မျိုးလုံးယုံရင်ခတ်မြဖြစ်၍ပေါ်လူနှင့်အတူဒေသစာကြီးလက်လက်သောမာကီဒိုနီလူဂါယုနှင့်အာရိတာကုဒိုကိုဆွဲယူပြီးလျှင်ပွဲခံရာဇရက်ထဲသို့ညင်ညွတ်စွာတဟုန်ဒီပြေးဝင်ကြ၏ပေါ်လူသည် လူစုထဲသို့ဝင်ချင်းဟာအလိုရှိလျှင် တပည့်တော်တို့သည် မြင့်တားကြ၏ပေါ်လူ၏အဆွေဖြစ်သော အာရှိပွဲမင်းအချို့ကလည်းပွဲခံရာဇရက်ထဲသို့ ကိုကိုမအပ်ပါနှင့်ဟုသူထံသို့ဆီလွှတ်၍တောင်းပန်လေ၏ ်စုဝေးသောလူတို့သည်ရုံးရင်ခတ်မြဖြစ်၍တယောက်တခြားစီအော်ဟစ်သည်ဖြင့်လူအများတို့သည်မိမိတို့စုဝေးရသည့်အကြောင်းကိုပင်မိမိတို့မသိကြ။ယူဒာလူတို့သည် အာလီဇန်ဒရုကိုအခွင့်ပေး၍သူတပားတို့သည်လူစုရှေ့သို့သွားစီသည်ဖြင့်သူသည် လက်နှင့်အမတ်ပေး၍အပြစ်ဖြေရာစကားကို လူများတို့အားပြောချင်းငှာအလိုရှိ၏။သူသည်ယူဒာလူဖြစ်စီကိုသိကြလျင်အေဖက်လူတို့၏အာတီမီသည်ကြီးမြတ်တော်မူ၏ဟု နှစ်နာရီခန့်မြောက်လောက်လူအပေါင်းတို့သည်တဇန်ဒီနှင့်ဟစ်ကြ၏မြို့စည်ရေးသည် လူများကိုတိတ်ဆိတ်ပြီးလျှင်အေးဖက်လူတို့အေးဖက်မြို့သည်ဇုသဖျားထံမှကြသော ရုတ်တုတော်ဒီဟုသောကြီးမြတ်တော်မူသောအာတီမိကိုလှုပ်ကြွေးသောဖျားကျွံဖြစ်စီကို မသိသောသူတစုံတယောက်ရှိသလောဤအရာများတို့သည်ငင်းခုံပွဲမရှိသည်ဖြစ်၍တင်တို့သည်တိတ်ဆိတ်စွာနေဆင့်ကြ၏တတိနှင့်မဆင်ကျင်ဘဲအဘယ်အမှုကိုများမပြုဆင့်ကြ ဗိမာန်တော်ကို လူယူဖြစ်စည်းခြင်းမရှိတင်တို့ဤဖျားကိုမကဲ့ရက်သောဤလူတို့ကိုတင်တို့သည်ဆောင်ယူခဲ့ကြပြီတကားဒေမီတရီမှစ၍သူနှင့်အတူရှိသောပဒိန်သမားတို့သည်တစုံတယောက်သောသူ၌အမှုရှိလျင်ဂျုံးတော်ရှိ၏မြို့ဝန်မင်းလည်းရှိ၏အမှုသည်ချင်းတရားတွေ့ကြစေသို့မဟုတ်တင်တို့သည် အခြားအမှုကို အစီရင်ခံလိုလျင် တရားသော အစီအဝေး၌စီရင်ရလိမ့်မည်ယနေ့ယုံရင်ခတ်ခြင်းကိုပြုသောကြောင့် အမှုရောက်မည်ဟုဆိုရင်စရာရှိ၏အကြောင်းမူကားဤမတရားသောစီဝေးခြင်း အကြောင်းကိုပြောစရာတစုံတစ်ခုမျှမရှိဟုဆိုပြီးလျင် အစည်းအဝေးကိုဖျက်လေ၏တမန်တော်ဝုဒ္ဓအခန်းကြီး20ထိုယုံရင်ခတ်သောအမှုငိမ့်သောအခါပေါ်လူသည်တပည့်တော်များကိုခေါ်၍နှုတ်ဆက်ပြီးမှမာကီဒိုနီပြည်သို့သွားလေ၏ထိုအရက်များကိုလျှောက်သွား၍တပည့်တော်တို့ကိုစကားများနှင့်ဆုံးမပြီးမှတိရသပြည်သို့ရောက်လာ၏ သုံးလနေပြီးလင်ပင်လေကိုကူး၍ရှူရိပြည်သို့သွားမည်ပြုသောယူဒလူတို့သည်မကောင်းသောအကြံကိုကြံသောကြောင့်မာကီဒိုနီပြည်လမ်းဖြင့်ပြန်ပြီးဟုအကြံရှိပြန်၏ပေါ်လူနှင့်အတူအာရှိပြည်သို့လိုက်သောသူဟုမူကားဗေရီမြို့သားဖြစ်သောပူရူအီသာသောပတရုသက်သာလောနေမြို့သားဟာရိတာခုနှင့်ဒေကွန်ဒုဒေရဗေဒမြို့သားဂာယုလौတရမြို့သားတိမောသေအာရှိပြည်သားတုခိနှင့်တယောဖိန်ဒီ ဤသူတို့သည်ငါတို့အရင်သွား၍တရောမျိုး၌ငန့်နှင်းလျက်နေကြ၏အဇုမပွဲနေရက်လွန်ပြီးမှငါတို့သည်ဖိလိပ္ပိမြို့မှသင်္ဘောနှင့်လွင့်၍ငါရဲ့အတွင်းတွင် သူတို့ရှိရာတရောမျိုးသို့ရောက်၍ခုနှစ်ရက်နေကြ၏ခုနှစ်ရက်တွင်ပထမနေ့ရက်၌မုန်ကိုဖဲ့ခြင်းကစီးဝေးကြသောအခါပေါလုသည်နက်ပြန်နေ့၌ထွက်သွားမည်ဖြစ်၍သကောင်တိုင်အောင်ဟောပြောလျက်နေလေ၏စီဝေးရအထက်ခန်း၌မိခွက်များရှိ၏ ဥတုခုအမည်ရှိသောလူလင်တယောက်စီပဒင်းပေါက်နားမှထိုင်၍အိပ်ပျော်ကျူးလွန်လျက်နေ၏ဘောလူသည်ကြာမြင့်စွာဟောပြောစီတွင် ထိုသူသည်အိပ်ပျော်လျက်အိမ်သုံးဆင့်အထက်မှအောက်သို့လျှော့ကြ၍စီစီကိုသူတို့သည်ချီကြွကြ၏ဘောလူသည်လည်းအောက်သို့ဆင်း၍သူ၏အပေါ်သို့ ကိုကိုလှဲလျက်ဖဲ့ယမ်းပြီးမှအုတ်အုတ်သေးသေးမပြုတ်ကြနှင့် သူသည်အသက်ရှိ၏ဟုဆို၍တက်ပြန်လေ၏မုန်းကိုဖဲ့၍စားကြသည်နှင့်မိုးလင်းသည့်တိုင်အောင် ကြာမြင့်စွာစကားပြောပြီးမှထွက်သွား၏အသက်ရှင်လျက်ရှိသောထိုလူလင်ကိုဆောင်ယူခဲ့၍အလွန်သက်သာခြင်းရှိကြ၏ငါတို့သည်ပေါ်လူအရင်တင်ပေါ်သို့သွား၍အာသူမျိုး၌သူကိုခံယူမည်အကြံနှင့်ထိုမျိုးတို့လွှင့်ကြ၏ပေါ်လူသည် ထိုမျိုးတို့ကုန်းချောင်းသွားမည်အကြံရှိ၍ထိုတို့စီရင်လေ၏အာသူမျိုး၌သူသည်ငါတို့နှင့်တွေ့မိလျှင် သူကိုခံယူ၍မိတုလင်မျိုးတို့သွားကြ၏ထိုမျိုးမှလွင့်ပြန်လျှင်နက်ပြန်နေ၌ ခိဥကျွန်းနာမှာလျှောက်သွား၍နောက်တနေ့၌ကာမှုကျွန်းသို့ရောက်သည်ဖြင့်တယောဂုလိအငူစွန်း၌နေကြ၏နောက်တနေ့၌လည်းမိလက်မျိုးသို့ရောက်ကြ၏ပေါ်လူသည်ပင်တေကုတ်တီပွဲနှင့်မလွန်မီယေရုရှလင်မြို့သို့ရောက်နိုင်လျင်ရောက်ချင်းဟာကြိုးစားသည်ဖြစ်၍အာရှိပြည်၌တာရှိစွာမနေလိုသဖြင့်အေဖဲမြို့မှမဆိုင်ပဲလွင့်သွားမည်ဟုစိတ်ပြထန်းလျက်ရှိနှင့်သည်မိလက်မြို့သို့ရောက်မှပေါ်လူသည်အေဖဲမြို့သို့ဆီလွှတ်၍ သင်းအုပ်များကိုခေါ်လေ၏သူတို့သည်ရောက်ကြသောအခါပေါလုကငါသည်အာရှိပြည်သို့ရောက်သောနေ့မှစ၍ယခုတိုင်အောင်သင်တို့ရှေ့မှအဘယ်သို့ကျင့်နေစီကို သင်တို့သိကြ၏အလွန်နှိမ့်ချသောစိတ်ရှိလျက်မျက်ရည်ကြလျက်ယူဒလူတို့၏မကောင်းသောအကြံအားဖြင့်စုံစမ်းနှောက်ယှက်ခြင်းကို ခံလျက်သခင်ဖျား၏အမှုတော်ကိုငါဆောင်ရွက်စီအကြောင်းအရာကို သင်တို့သိကြ၏သင်တို့အကျိုးပြုစုရာတစုံတစ်ခုကိုမြငါမထိန်မဝဲ လူစုဝေးရာ၌၎င်းအိမ်များ၌၎င်းသင်တို့အားဟောပြော၍ဆုံးမဩဝါဒပေးသဖြင့်ဖယားသခင်ရှေ့တော်၌နောင်တရခြင်းတရားကို၎င်းငါတို့သခင်ယေရှုခရစ်ကိုယုံကြည်ခြင်းတရားကို၎င်းယူဒလူခေလသလူတို့အားဆက်စီခံစီအကြောင်းအရာကိုသင်တို့သိကြ၏ယခုမှငါသည်ဝိညာဉ်တော်အားဖြင့်ချီနှောင်ခြင်းကိုခံ၍ယေရုရှလင်မြို့သို့သွားရ၏ထိုမြို့၌အဘယ်အမှုရောက်မည်ကိုမသိသို့တော်လည်းချီနှောင်ခြင်း ညှင်းဆဲနှိမ့်ဆက်ခြင်းအမှုတို့သည်ငါ့ကိုဆိုင်းလင့်သည်ဟုတန်ရှင်သောဝိညာဉ်တော်သည်ခတ်သိမ်းသောမြို့တို့၌ငါအားသက်သေခံတော်မူ၏တို့ရာတွင်ဖျားသခင်၏ကျေးဇူးတော်နှင့်ရှင်သောဧဝံဂေလိတရားကိုသက်သေခံစေခြင်းဟာသခင်ယေရှု၏လက်မှငါခံခဲ့ပြီးသောဓမ္မဆရာအမှုတည်းဟုသောငါဆောင်ရွက်ရသောအမှုကိုဝမ်းမြောက်စွာပြည့်စည်စေမည်အကြောင်းထိုညှင်းဆဲခြင်းအမှုတစုံတစ်ခုကိုမြတ်ငါသည်ပမာဏမပြုကိုအသက်ကိုလည်းနှမျောခြင်းမရှိ ယခုမူကားငါလှဲ့လေ၍ဖျားသခင်ဤနိုင်ငံတော်အကြောင်းကိုဟောပြောရာတင်တို့ရှိသမျှသည် နောက်တပံငါမျက်နှာကိုမမြင်ရကြဟုငါသိ၏ထိုကြောင့်လူအပေါင်းတို့ဤအသွေးနှင့်ငါကင်းလွတ်သည်ဟုယနေ့၌စင်တို့အားငါဆက်စီခံ၏ဖျားသခင်ဤအလိုတော်ကိုစင်တို့အားအကုန်အစင်ဟောပြောပြသခြင်းအမှုကိုငါသည်မလွှဲမရှောင်ဘဲပြုခဲ့ပြီ ထိုကြောင့်စင်တို့သည်ကိုကိုသတိနှင့်ကြည့်ရှုကြလောဖျားသခင်သည် မိမိအသွေးနှင့်ဝယ်ယူတော်မူသောအသင်းတော်ကိုလှုပ်ကြွေးစေခြင်းဟာတန်ရှင်သောဝိညာဉ်တော်သည်တင်တို့ကိုအအုပ်အချုပ်ခံထားတော်မူသောသိုးစုတစုလုံးကိုလည်းတတိနှင့်ကြည့်ရှုကြလော့အကြောင်းမူကားငါမရှိစီနောက်ကြံတန်းသောတောခွေးတို့သည်သူများကိုမသနာပဲတင်တို့အထဲသို့ဝင်မြေကို၎င်းတပည့်တော်များကိုသွေးဆောင်ခြင်းဟာမှားသောစကားကိုပြောတတ်သော လူတို့သည်တင်တို့အထဲ၌လည်းပေါ်လာမြေကို၎င်းငါသိ၏ ထိုကြောင့်စောင့်ရှောက်၍နေကြတော့ငါသည်သုံးနှစ်ပတ်လုံးနေ့ညမပြတ်လူအပေါင်းတို့ကိုမျက်ရည်နှင့်တကွဆုံးမ၍နေကြောင်းကိုအောက်မိကြတော့ညီကိုတို့ယခုငါသည်တင်တို့ကိုဖျားသခင်၌အပ်နှံ့၏တင်တို့ကိုတိဆောက်ခြင်းငှာ၎င်းတန်ရှင်းသောသူအပေါင်းတို့နှင့်အတူတင်တို့အားအမွေပေးခြင်းငှာ၎င်းတတ်နိုင်သောဖျားသခင်၏ကျေးဇူးတော်တရား၌လည်းတင်တို့ကိုငါအပ်နှံ့၏သူရွှေငွေအဝတ်တစားတို့ကိုငါသည်တတ်မှတ်ခြင်းမရှိပြီး ဤလက်တို့သည်ငါကို၎င်းငါအပေါင်းအဖော်တို့ကို၎င်းလှုပ်ကြွေးပြီးဟုတင်တို့သည် ကိုတိုင်သိကြ၏ထို့သောတင်တို့သည်လည်းအလုတ်လွတ်၍အားနေသော သူတို့ကိုမဆာရမည်ကို၎င်းအစွန့်ကျဲခန့်ခြင်းအရာထက်စွန့်ကျဲခြင်းအရာသည် သာ၍မင်္ဂလာရှိသည်ဟု သခင်ယေရှုမိန့်တော်မူသောစကားတော်ကို အောက်မေ့ရမည်ကို၎င်းအရာရာ၌တင်တို့အားငါပြသပြီးဟုပေါ်လူဆိုပြီးလျှင်ဒူးထောက်၍ထိုသူ အပေါင်းတို့နှင့်တကွဆုတောင်းလေ၏ ထိုသူအပေါင်းတို့သည် အလွန်ငိုကြွေး၍ပေါလု၏လက်ပင်းကိုဖဲ့ရမ်းလျက်သူ့ကိုနမ်းကြ၏နောက်တဖန်သူ၏မျက်နှာကိုမမြင်ရဟုသောစကားကြောင့်သာ၍ကြေကွဲသောစိတ်နှင့်ပေါလုကို သင်္ဘောသို့ပို့လိုက်ကြ၏ဒီကနေ့ဖတ်သွားတဲ့ကျမ်းပိုက်များကတော့တမန်တော်ဝုဒ္ဓအခန်းကြီး16မှ20အထိဖြစ်ပါတယ်နှုတ်ကပတ်တော်ကိုကြားနာသူအပေါင်းဖျားရှင်ကောင်းကြီးပေးပါစေ။